ရားနေကောင်းမင်းရှောက်ခွေးပြပါဗျာအရှင်ဗျာမိဘဘိုးဘွားရင်နေမကောင်းကြမ်းမှဖြစ်ရင်ဥမာ तू ICU ခန်းထဲရောက်ပါပြီအရေးပေါ်ချိန်နေဖြစ်ပြီဆက်ဖြုတ်လိုက်ရင် तू ကအသက်ပါသွားမယ်ဗောနော်ဗျာအဲ့လိုအနေထားမှာတပ်သမီးတွေကဘလို့ဆုံးဖြတ်ချက်နဲ့ဖြုတ်ရမှာလဲဗျာဟိုကဆုံးဖြတ်ချက်တခုမှာပါလို့ဖြုတ်လိုက်လို့အသက်ထွက်သွားတယ်ဆိုရင်လည်းတတ်တယ်လို့မဖြစ်ဘူးလားဗျာအဲ့ဒါဘလို့ဆုံးဖြတ်ချက်နဲ့လုပ်သိပါလဲဗျာအဲ့မဖြုတ်တင်ဘူးလေဒါတည်သွားမယ်ဆိုတာကိုသိတယ်ဆိုဖြုတ်ကိုမဖြုတ်တင်တာဟောတော့ သူ့ကသူတမိနစ်ပဲအသက်ရှိရှင်နမိနစ်ပဲအသက်ရှိရှင်ဒါဟိုကိုကြောင့်သူတမိနစ်အသက်ရှိရမှာကိုကြောင့်တမိနစ်စောသေးသွားရမယ်ဆိုရင်ပဏာတိပါဒကံထိုက်တာပဲလေနော်အဲကြောင့်ဦးဇင်းတို့မိဘတွေနဲ့ပတ်သက်လာရင်အဲ့ဒါသတိပြုရမှာကံကံကြီးတော်ထိုက်သွားနိုင်တဲ့နေထားရှိတယ်ဒါကြောင့်အဲ့လိုမျိုးဟိုဒီလိုလှုပ်လိုက်လို့သေသွားနိုင်တယ်ဟိုဆိုလို့ရှိရင်တော့မလှုပ်တာကောင်းဆုံးမသိတာပြဿနာမရှိဘူးနော်ဟိုဒါကကသူ့အသေးစရဲစင်တာမပါဘူးကောင်းစီလိုရဲစင်တာနဲ့စိတ်ကြလိုက်တယ်စိတ်မှားသွားတယ်ဒါပြဿနာမရှိဘူးပြဿနာရှိတော့ကို့မှာတည်အောင် လုပ်တဲ့သဘောမပါဘူးလေအခုဒီ ပိုက်ကိုဖြုတ်လိုက်လို့ရှိရင်တည်သွားမယ်ဆိုတာကိုတည်နေတယ်ဆိုရင်တော့ဖြုတ်ကုန်မဖြုတ်တင်လားနော်အဲ့လိုဟုတ်ဆိုတော့အရှင်ကြီးဆက်ဆက်မိကောင်းပါဗျာဟို ICU ခန်းထဲမှာဆိုရင်ဟိုငွေချင်းမတက်နိုင်တဲ့သူတွေဆိုရင်ဈေးကအင်မတန်ကြီးပါတယ်ဗျာသူကဆက်နဲ့အသက်ရှင်ရတယ်ဆိုတော့ဗျာဆိုတော့ဟိုဟိုအငွေချင်းကလည်းမတက်နိုင်တော့ဘူးဆက်ဖြုတ်လိုက်မယ်ဆိုရင်လည်းကိုမိဘကူကအသက်ဆုံးပဲပေါ့နော်ဗျာအဲ့လိုမျိုးအနေထားရဆိုရင်ဆုံးဖြတ်ခတ်တဲ့အနေထားတွေဖြစ်နေပြီဆိုရင်ဘယ်လိုမျိုးဆုံးဖြတ်ဖြေရှင်းသင့်လဲဗျာဆုံးဖြတ်ခတ်တဲ့ကိစ္စကြတော့လေဘယ်လိုခေါ်မလဲအဲ့ဒါကြတော့ သေးစေလုံးတဲ့စင်ကြတော့နော်ဟိုမပအောင်တော့စူးစမ်းမှာပဲပေါ့နော်ဟိုစနို့စေတနာကတော့အဓိကကြတယ်။အเจ้าမှလည်းအဲ့ဒါဟိုတလောကလည်းဟောဖြစ်တယ်နိ။ဒီတိတ်တိရဇက်ဆိုတာခါငက်အเจ้าလေးပဲဟောဖြစ်တယ်။ဖရာလောင်းခါငက်ကလေအဲဟိုခါငက်ဖြစ်တဲ့ချိန်ပေါ့လေဖရာလောင်းကခါငက်ဖြစ်တယ်။ဖြစ်တော့မုတ်ဆိုးကခါငက်ကို तू ကတဲချက်အနေနဲ့ထားရတယ်။သူ့ကိုဖမ်းပြီးတော့သင်ပေးထားတယ်။អော်ဖို့တွန်းဖို့အတွက်ကို တော့ငတ်မုတ်ဆိုးကတောထဲမှာငတ်သွားဖမ်းတဲ့အခါမှာသူ့ကိုငတ်ကိုတွန်ခိုင်းတာအဲ့တော့တွန်တဲ့အခါမှာတခြားတခြားငတ်တွေလည်းရောက်လာတာပေါ့ဒါငါတို့ရဲ့အမျိုးပဲဟဲ့ဆိုပြီးတော့ခါငတ်တွေအများကြီးရောက်လာတယ်အဲ့ခါကျတော့မုတ်ဆိုးကအသားလေးဖမ်းတော့တာပိုက်ကွန်နဲ့ဖမ်းလိုက်တယ်အဲ့မှာငတ်တွေအများကြီးအဖမ်းခံရအသေးသွားတယ်အဲ့ဒီမှာဘုရားလောင်းခါငတ်ကစဉ်းစားတယ်ငါပျော်ကမကင်းဘူးငါတွန်လိုက်လို့ငါအော်လိုက်လို့ဒီငတ်တွေရောက်လာတာ ငါသားမတွန်မအော်ဘူးဆိုရင်ဒီငတ်တွေရောက်စရာအကြောင်းမရှိဘူးအဲ့တော့ငါမှာပါဏာတိပါဒအကုသို့ဖြစ်ပြီလားဆိုပြီးတော့အဲ့မှာဘုရားလောင်းနှက်ကစဉ်းစားတာလေဒါကြောင့် तू ကမအော်ဖြစ်ဘူးနောက်ကြတော့ तू မအော်ဘူးမအော်တော့ငတ်ဖို့ဆိုတာသူစီဝါးကြီးထိခိုက်တော့ဘုရားလောင်းနှက်ကိုတော့ဝချမ်းများနဲ့ညိုက်တာ तू ကအော်အောင်လို့ဆိုပြီးတော့အဲ့တော့ညိုက်တော့နာတာပေါ့နော်နာတော့ तू အော်ဖြစ်တယ်အော်ဖြစ်တော့ထုံတဲ့အတိုင်းပဲငတ်တွေလာတယ်ဖမ်းတယ်အဲ့လိုဖြစ်နေတာသူ့စိတ်ထဲမှာတော့အကုသို့ဖြစ်တယ်လို့ယူဆနေတာပေါ့နော်ငါအော်လိုက်လို့တည်တာငါအော်လိုက်လို့တည်တာဆိုတော့ တနေ့ရသေးကြီးတအုပ်နဲ့ကြုံတော့မေးတယ်စကားနဲ့နဲ့ချုံနိုင်မယ်ရသေးကြီးကိုသူမေးတော့ရသေးကြီးကတင့်မှာတေစင်နဲ့စင်နာမှမရှိပဲဒီမုတ်ဆိုးနှိပ်ဆက်လို့ကိုကအွန်လိုင်းရတာဆိုတော့ကိုပယောကမပါတဲ့အတွက်ကြောင့်ကံမထိုက်ပါဘူးဒီလိုပြောတယ်အခုလည်းဒီလိုပဲပေါ့နော်မလွဲသာမချောင်သာလို့ဖြုတ်ရမယ်ဆိုရင်လည်းကိုတေစင်တို့လည်းစင်နာကိုမှလုံးဝမရှိဘူးဆိုရင်တော့ဒါကတော့ကံမလားမထိုက်ပါဘူးနော်သူပတ်ဆိုင်လည်းမတက်နိုင်လို့ဆရာဝန်တွေကသူကသူဖြုတ်သွားတာတော့ကိုလည်းမတက်နိုင်ဘူးလေဒါဟုတ်တယ်မလားကိုကတော့တက်စေတက်ထားစေရှင်ပေမဲ့ကိုမှမတက်နိုင်ဘူးလေဒါကြတော့ ထုံနေစင်လာရလို့တယ်လို့ပဲသဘောထားရတော့မှာပေါ့နော်ကိုယ်စေတနာမပါဘူးအဓိကပဲနော်ဟုတ်ဟုတ်